နာဆာကအောက်ခထဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကိုဘီလာရုစ်သမ္မတလူကာရှန်ကော့ကမင်းမျိုးမှာရှိတဲ့လွတ်လပ်ရေးနန်းတော်မှာလက်ခံတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကိုတရားဝင်ကြိုဆိုပွဲနဲ့စတင်ခဲ့ပြီးတအူးချင်းစီရောကိုယ်စားလှယ်အဖွဲ့ရင်းနဲ့ပါပါဝင်ပြီးကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာကုန်သွယ်ရေးစီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးကြမှာဖြစ်ပြီးအနာဂတ်အတွက်အစီအစဉ်တွေကိုလည်းအကောင်အထည်ဖော်မှာဖြစ်ကြောင်းဘီလာရုစ်သတင်းဌာနတွေကရေးကြပါတယ်အထူးသဖြင့်စက်မှုလုပ်ငန်းစိုက်ပျိုးရေးစေဝါသိပ္ပံနဲ့နည်းပညာကဏ္ဍတို့မှာပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးကြမှာဖြစ်ပါတယ်နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲအပြီးမှာလည်းနှစ်နိုင်ငံအကြားသဘောတူညီချက်စာရွက်စာတမ်းတွေကိုလက်မှတ်ရေးထိုးကြမယ်လို့လည်းသိရပါတယ် ဘီလာရုစ်သမ္မတနဲ့မတွေ့ဆုံခင်မှာနာဆာကဥက္ကဋ္ဌဟာမက်ရှလာ6ရက်နေ့ကမင်းစ်မြို့တော်မှာပြုလုပ်ခဲ့တဲ့ဘီလာရုစ်မြန်မာစီးပွားရေးဖိုရမ်ကိုဘီလာရုစ်နိုင်ငံဒုတိယဝန်ကြီးချုပ်ယူရီရှူလီကိုနဲ့အတူတက်ရောက်ခဲ့ပြီးအဲ့ဒီဖိုရမ်မှာနှစ်နိုင်ငံလုပ်ငန်းရှင်များကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်10ခုကျော်လက်မှတ်ရေးထိုးခဲ့ကြပါတယ် အဲဒီစာချုပ်တွေထဲမှာမြန်မာပြည်မှာဘီလာရုစ်လက်ထွန်ဆက်တွေတက်ဆင်ဖို့လက်ထွန်ဆက်၃စီးတင်သွင်းဖို့ခလီနုံမုံနဲ့ခလီအစားအစာတွေမြန်မာပြည်ကိုတင်သွင်းဖို့စေဝါနိုးနဲ့နိုးထွက်ပစ္စည်းထုတ်လုပ်တဲ့စက္ကရိယာတွေဖြန့်ဖြူးဖို့အပါအဝင်အစင်းမြင့်ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့စတဲ့စာချုပ်တွေပါဝင်တယ်လို့သိရှိရကြောင်းပါခင်ဗျာ